အားလုံးပဲမင်္ဂလာပါ MN Future Channel ကနေပြီးတော့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဗီဒီယိုများကိုစဉ်ဆက်မပြတ်ကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးဖို့တောင်းဆိုပါရစေခင်ဗျာအခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့အချင်းချင်းစစ်ဖြစ်နေပြီလား PDF တွေကိုတုံးရက်တွင်ဆုတ်ခွာဖို့အမိတ်ပေးလိုက်တဲ့ TNN လေးဆိုတဲ့တဲ့တင်ကိုရဲဘော်ရှမ်းလေးကယခုလိုပဲပြောကြားလာခဲ့ပါတယ် မင်္ဂလာပါရှင်အခုကြောင်ရံရဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်ကြမို့ဝင်ရောက်ကြည့်ရှုဝေဖန်တုံးသက်ပေးကြပါအောင်ရှင်အားလုံးပဲမင်္ဂလာပါရေဝရှမ်းလီမှာပြန်လေးကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ကိုရနေ့ဒီကနေ့မှာကျွန်တော်မိဘတွေကိုအတိပေးပြောကြားခြင်းတဲ့သတင်းတစ်ခုကနောက်ချုံမြို့မှာရှိတဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို၃ရက်အတွင်းထွက်ခွာပြီးဖို့ တနည်းအားဖြင့် PNL ချင်းချုပ်ထားတဲ့နေမြေမှာကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တွေမောင်းထုတ်ခံရတဲ့အခြေအနေတွေကိုကျွန်တော်မျိုးပါတွေကိုတင်ပြပေးပါပါနောက်တစ်သင်းမှာလည်းပဲခွေးရခွေးနေရခွေးမနေတဲ့အတွက်ဘလို့အခြေအနေမျိုးတွေနဲ့စသိမ်းရမလဲဆိုတဲ့အကြောင်းကိုကျွန်တော်တင်ပြပေးပါပါ ကြောင့်ကျွန်တော်ရဲ့ video ကိုအစောပြီးဝင်ရင်ကြည့်ရှုပြီးကျွန်တော်မိဘတအူးချင်းစီတိုင်းကိုလေးစားဖိတ်ခေါ်လိုက်ပါတယ်။တော်လန်တော်နေ့ရက်တိုင်းဟာကျွန်တော်မိသားစုတွေထပ်တူရှိတဲ့နေ့ရက်အချိန်စက္ကန့်တိုင်းအတူတူပါ။ကြောင်ပြည်သူကားဝေးတစ်ဖွဲ့ဝင်တွေကိုမွေးထုတ်ပြီးခဲ့ဒါကလည်းကျွန်တော်တို့မိဘပြည်သူတွေသာဖြစ်တယ်။ကျွန်တော်မိဘပြည်သူတွေအားလုံးဟာလည်းကျွန်တော်တို့ရဲ့အရေးကြီးဆုံးသောသူတွေဖြစ်တယ်။ အခုလက်ရှိကျွန်တော်တို့အသက်ခံလာပိဆက်တိုက်ပွဲဝင်နေတယ်ဆိုတာကျွန်တော်တို့မိဘပြည်သူအားလုံးအတွက်ပါသူတာတယ်ကိုနာတယ်စိတ်ထဲမှာဘာမှမထားပဲနဲ့ဘယ်နေမြင်မှုလို့ဘယ်နေရာမှုလို့ဘယ်ဒေတာမှာရှိလို့ဆိုတဲ့ဒေတာဆွဲလူမျိုးဆွဲတွေအခုနေဦးတော်လန်ရေးမှာမကြားရသလောက်မမြင်ရသလောက်ကိုကျွန်တော်တို့လွန်စွာနှိမ့်ချပြီးတော့ကျွန်တော်တို့ရဲ့အဓိကဘုံရန်သူကိုပဲ ပြမှတ်ထားပြီးတော့အရှိကိုဆက်လာခဲ့တာကျွန်တော်ရဲ့မိဘတအူးချင်းစီတိုင်းသိပါပါဒီနေ့သတင်းခုထပ်ပေါ်လာပါတယ်အဲ့ဒီသတင်းအရှင်းမြတ်ကလည်းကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့အဝင်တွေနဲ့ရင်းနှီးတဲ့သူတွေစီကထွက်လာတဲ့သတင်းမှာဟုတ်ပြီကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့အဝင်တွေကိုနောင်ချိုမြို့နယ်အတွင်းက၃ရက်အတွင်းထွက်ခွာပေးရမယ်နောင်အောင်မြို့ အတွင်းထဲမှာဆိုရင်နှစ်ရက်အတွင်းထွက်ခွာပေးရမယ်ဆိုတဲ့ရွှေပြောင်းပေးရမယ်ပေါ့ဓာတ်တွေကို TNL နဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းအချို့ကစိုင်ကယ်နဲ့လိုက်လံပြောဆိုအမိတ်ပေးနေတာကိုကျွန်တော်တို့ကြားနေရပါတယ်အဲ့ဒီမှာကျွန်တော်တို့ဒါဒီသတင်းကိုအမအူဆောလင်ဆိုတာကျွန်တော်မိပါတွေ့ဒါစိတ်ဆန္ဒတွေအာအလင်းမလို့ဖို့ကိုကျွန်တော် မေတ္တာရက်ခံလို့တယ်ကျွန်တော်အချက်နှစ်ချက်နဲ့တင်ပြပေးမှာပါလက်ရှိ DNL နဲ့ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေရဲ့အခြေအနေနဲ့ပြီးတော့ကျွန်တော်ကိုယ်၌ဖြတ်သန်းခဲ့ရတဲ့အခြေအနေတခုနဲ့ကျွန်တော်တင်ပြပေးမှာပါဒါဆိုရင် DNL အကြောင်းကိုအရင်ဆုံးကြည့်ရမှာဖြစ်တယ်ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေလက်ရှိဒါကျွန်တော်တို့ထိ ंछ ုပ်ထားတဲ့ TNL နဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေထိ ंछ ုပ်ထားတဲ့နောင်ချိုမြို့နယ်အတွင်းက ျွန်တော်ရွှေပြောင်းပေးရမယ်ဒါက3ရက်အတွင်းနောက်ဆိုရင်2ရက်အတွင်းရွှေပြောင်းပေးရမယ်ဒီလိုချိန်နေမှာ TNLAR သူတို့တွေထိန်းချုပ်ထားတဲ့နေမျိုးကိုအကြံဖက်စစ် ခွေးမင်းအောင်လှိုင်အာနာယူအုပ်စုလက်ထဲကိုပြန်ပေးတော့မဲ့သဘောလားဆိုတဲ့သူလိုသူလိုထင်မြင်ယူဆချက်တွေအများကြီးထွက်ပေါ်လာပါတယ် ဒီလိုမျိုးကျွန်တော်မိမပြည်သူတွေကျွန်တော်ပြည်သူတရက်လုံးရဲ့ထွက်လာတဲ့မင်းတို့တို့ပြည်သူတွေကိုနေ့စဉ်တက်ဖြတ်နေတဲ့အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်နေအာနာယူအုပ်စုလက်ထဲကိုမင်းတို့တက်ခိုက်သိမ့်ပိုက်ချားတဲ့မင်းတို့ဆိုတာကအလုံးပါပါလေ။ဥမာ TNL နဲ့ကျွန်တော်တို့ဓာပူပေါင်းတက်ဖွဲ့ဝင်တွေ။ကျွန်တော် TNL နဲ့ပူပေါင်းတက်ဖွဲ့ဝင်တွေကနောင်ချုံမြို့ကို2024 ဇူလိုင်၁၀ရက်နေ့မှာအပီးသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ။ဒါကြောင့်လည်းပဲကျွန်တော်ကဒို့ဆိုတဲ့စကားလေးကိုထည့်သွင်းပြောဆိုတာပါ။ကျွန်တော်မိမပြည်သူတွေကအတန်ထွက်လာတာ။ကျွန်တော်ပြည်သူကအဓိကပါ။ဟုတ်ပြီပြည်သူကမေးလာပြီ။အခုကျွန်တော်ပြည်သူကဝေးတက်ဖွဲ့ဝင်ဒုငယ်တွေ PDF တွေကိုပေါ့ဗျာ။ပူပေါင်းတက်ဖွဲ့ဝင်တွေကိုနောင်ချုံမြို့နယ်အတွင်းကနောင်ချုံမြို့အထက်ကနေပြီးတော့၂ရက်အတွင်း၃ရက်အတွင်းထွက်ခွာပေးရမယ်ဆိုတဲ့ လိုက်လံပြောဆိုနေတဲ့အမိန်ထုတ်ထားတဲ့အခြေအနေဟာဒီနေ့ထိထုတ်ထားတဲ့နေမြေမြို့နယ်ဥပမာနောင်ချူဒီမြို့ကိုမင်းအောင်လှိုင်လက်ထဲကိုလာရှိုးလို့ပြန်ပေးမှလားဒီလိုဖြစ်ရဖြစ်လို့ကျွန်တော်ပြည်သူကမေခွန်းထွက်လာတာတော့ကျွန်တော်ရင်မိပါအခုတင်မြနေချင်းက TNN လေးပတ်သက်ပြီးတော့ကျွန်တော်ဒါကျွန်တော်ရဲ့ထင်မြင်ယူဆချက်နဲ့ တင်ပြနေခြင်းမဟုတ်ပါဘူး။အဲ DVV ဒါကျွန်တော်တို့သတင်းဌာနတွေမှာလည်းပဲအတင်ပြနေတာကိုတွေ့ရမှာဖြစ်တယ်ဗျ။ဟုတ်ပြီ။ဒါဆိုရင်တော့အခုအချိန်နေမှာ TNL ကအချမ်းဖတ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုသူတို့တက်ခိုက်တိမ့်ပိုက်ခဲ့တဲ့နေမျိုးကိုပြန်ပေးမှလားဆိုတဲ့မိကွန်းအမေးတွေရှိနေတယ်။ဒါကိုလည်း TNL ဖြေဖို့အရေးကြီးတယ်။ ဘူယတာပုံးကျော်နဲ့ဒါသက်ဆိုင်ရာဖွဲ့စည်းတွေထုတ်ပြန်ကြေညာချက်ပြောဆိုချက်ကိုကျွန်တော်တို့ပြည်သူလူထုတရက်လုံးကဒီနေ့အတိုင်းအမှတ်ရနိုင်စေပါဒီဒေါ်လာရေးကလုံးဝကိုအမှားမခံကျွန်တော်ပြည်သူအားလုံးကလည်းဆုံးဖြတ်ပြီးသားအာနာရှင်မှန်မြအမြင့်ကပါဆွဲနှုတ်ပြီးတော့ညှိလန့်ပြစ်ပါဒါကြောင့် ကျွန်တော်တော်လန်သောတပ်ဖွဲ့ဝင်တွေအထူးသဖြင့် ERO တပ်ဖွဲ့ဝင်တွေခေါင်းဆောင်ပိုင်းတွေပြောရေးဆိုရင်ရှိသူတွေသူတို့နှုတ်ကထွက်လာတဲ့စကားတိုင်းကိုကျွန်တော်တို့ပြည်သူမှတ်ကြောက်တင်ထားတယ်။လုံးသားမှာတန်မိုးရိုက်ပြီးတော့တင်ထားတယ်။မနေ့ကပြောတဲ့စကားဒီကနေ့ပြောတဲ့စကားဘယ်မှလို့မရဘူး။ခေါင်းဆောင်ပိုင်းဆိုရင်ပို့ပြီးတော့သတိပြုအောင်ပါပါ။ ဟုတ်ပြီတော်လန်ရှင်းကကျွန်တော်တို့ပြည်သူเจ้าသားဖြစ်ပေါ်လာတာပါစစ်ကောင်းဆောင်ဆိုတာကလည်းကျွန်တော်တို့ပြည်သူကရွေးချယ်မှတာစစ်ကောင်းဆောင်ဖြစ်တာပါကွန့်ကိုတက်ပြီးတော့ကောင်းဆောင်လုပ်လို့မရဘူးဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်ကျွန်တော်နိုင်ငံမှာလည်းထုံနေကောင်းပဲလက်ရှိကို့ ဘာသာယူတပိုင်းနဲ့ထပြီးတော့အာနာယူလိုက်တဲ့မင်းအွန်လိုင်းကိုကျွန်တော်တို့ပြည်သူကသူ့ကိုခေါင်းဆောင်အဖြစ်သတ်မှတ်ထားတာရှိလို့လားဒါ for example ပါဒါဆိုရင်လက်ရှိနေမြေခြေနေကိုကြည့်အောင်ပါကျွန်တော်အဲ့ဒီနေမြေတွင်းမှာလက်ရှိထွက်ပေါ်နေတဲ့ဒါဒင်းအရှင်မြစ်တွေအရာမန်လေး PDF ကကျွန်တော် TNLA ကိုပူပေါင်းပြီးတော့ ကူညီပေးဖို့ကံလန်းဓာရီရှိထားပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ကံအုပ်ချရတဲ့သတင်းအရာကျွန်တော် MDY Manly PDF ကဒါအကူအညီပေးမယ်ဆိုတာအကိုတော်မှ TNLA ကလက်မခံထားဘူးလို့ကနဦးအဲ့ဒီအတိုင်းလေးပဲကျွန်တော်မိပါတယ်တည်ပြထားပါသူတို့ပစ္စည်းတွေကို7 car တွေ7 car တွေနဲ့တည်နေတာကိုဒေသခံတွေကသတင်းပို့ထားပါတယ လက်ရှိအကြမ်းဖက်စစ်ခွိတက်ကိုဒါပေးလိုက်ရတဲ့ဂျွာရီဖြစ်တဲ့မဲပုတ်နောင်လင်းဒါနောင်ချိုကြီးရွှေမှုထောကန်ကြီးရှောက်ချုံအဲ့ဒီအထိပေးလိုက်ရတဲ့အဲ့ဒီမှာအကြမ်းဖက်စစ်ခွေးတွေကနေရာယူတက်ဆွဲနေကြအဲ့ဒါကလက်ရှိမြေပြင်အခြေအနေပါကန်ကြီးမှာရှိတဲ့ကျွန်တော်တို့ဒါမေတ္တလာရှင်ဆရာတော်လေးတွေဆိုရင် အဲ့ဒီမှာအကျံဖက်စစ်ခွေးတက်ကလာရောက်တဆွဲလိုက်တဲ့အတွက်သူတို့တွေအဲ့ဒီမှာနေလို့မရတဲ့အခြေအနေမျိုးမျိုးကြောင့်နောင်ပိန်ကိုရွှေ့ပြောင်းပြီးတော့ဒါတရင်သုံးနေရတယ်ပေါ့ဗျာဒါကကျွန်တော်တို့တော်လန်တော်ပြည်သူဟာအာနာယူအကျံဖက်စစ်အုပ်စုရောက်တဲ့နေရာကနေပြီးတော့အလိုက်တစ်သိထွက်ခွာပြီးနေကြတယ် ဒါကိုသူတို့ပို့ပြီးတော့တည်ပါလိမ့်မယ်။ဒီအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အကောင်းမြင်မှုမြောက်များစွာရှိပါတယ်။ကျောင်းတိုင်းရင်းသားတွေအကုန်လုံးကကျွန်တော်ရဲ့ဘုံရင်သူကိုအထူးထူးအမြင့်ပြတ်ချီးမွမ်းနိုင်မှကျွန်တော်တို့အသီးသီးလိုလားတောက်တိုက်နေတဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကိုယ်ပိုင်ပြတန်းခွင့်ရပြီးတော့ကိုယ်ယဉ်ကျေးမှုတွေပြီးတော့ကိုယ်အမျိုးဘာသာတာသနာတွေစသည့်အားဖြင့် ို့ရိုးရာဒီပေါ့ဗျာဒါတွေကိုထိမ့်သိမ်းဆောက်ရှောက်နိုင်မှာဖြစ်တယ်မဟုတ်ရင်ဘလို့အခြေအနေမျိုးမှာပဲဘလို့အကြောင်းပြချက်နဲ့ဖြစ်စီအားလုံးဖြတ်စည်းခံရမှာဖြစ်တယ်ကျောင်းနေပေါင်းများကကျွန်တော်တို့တပ်ပွဲတွေဖြစ်ခဲ့တဲ့အခင်းချင်းမှာဖြစ်ပျက်ခဲ့တဲ့အချင်းရာတွေနဲ့လက်ရှိရုံးမှာရိုင်းဆိုင်းစာနဲ့ကျွန်တော်တို့ရဲ့ကလေးတွေစာတင်နေတဲ့ကြောင်ဖုံးကြီးကြောင်ကျွန်တော်တို့ဒါအလှူမန်းတက်တွေမင်္ဂလာဆောင်တွေ ဘုရားကြောင်းကံတွေပါမချန်ဘုံကျဲပြီးတော့ဖြက်စီးတက်ဖြက်နေတာတွေကို TNL ဘုဇုတ်တာဘုံကျော်လဲတိတယ် MNDAA တဖွဲ့ဝင်တွေလဲတိတယ်မဲ့ KIA လဲတိမယ် AA လဲတိပါတယ်။ဘာတွေကိုကျွန်တော်တို့အထူးပြောစရာမလိုပါဘူး။ဟုတ်ပြီ။ဒီလိုအခြေအနေမျိုးတွေဖြစ်လာတဲ့ဆိုရင်ကျွန်တော်တို့အဲ့ဒီ data မှာရှိတယ်ကျွန်တော်တို့ရဲ့ CDN movement အဖွဲ့တွေတော်တော်လန်တော့ ထောက်ဖို့ရဝန်တစ်ခုလုံးနဲ့တော်လန်သောမိသားစုဝင်တွေအနေနဲ့ထပ်မံပြီးတော့အချက်တဲမျိုးစုံနဲ့ရင်ဆိုင်ရဖို့ရှိပါလေ။ကျွန်တော်ပြည်သူ့ဘာဝေးတပ်ဖွဲ့ဝင်ကတော့ရွှေ့ဆိုရင်ရွှေ့ပေးတာပဲ။အဲ့ဒီအကြောင်းကိုကျွန်တော်ကျွန်တော်အဖြစ်ရလေးနဲ့ကျွန်တော်ပြီးသွားရင်တင်ပြပေးပါမှာ။တကယ်တမ်းတော့ ကျောင်းပြည်သူ့ကော်မတီတက်ဖွဲ့ဝင်တွေကိုဒီနေ့ထွက်ပြော်လာတဲ့သတင်းအမှန်ဆိုရင်နှစ်ရက်အတွင်း၃ရက်အတွင်းမှာရွှေ့ပြောင်းပေးရမယ်ဆိုတာကတခေတ်ကိုခလီကလာစံလုံးပါလေဒီသတင်းကိုကျွန်တော်အတည်ပြုနိုင်ဖို့ကျွန်တော်အားလုံးစူးစမ်းနေတယ်ဒီသတင်းနဲ့ပတ်သက်ပြီးတော့ TNL လေးသတင်းပြန်ပြကြားရေးကိုဆက်သွယ်မေးမြန်းပေးမယ်လေပဲလက်ရှိအချိန်ထိဖြေချခြင်းမရှိသေးဘူးလို့ DVD မှာလည်းပဲသူဖော်ပြထားတာရှိပါတယ် ။ဒါကြောင့်ဒီဒီနဲ့ပတ်သက်ပြီးကျွန်တော်တို့ကျွမ်းပြပတွေကိုအချိန်နဲ့တပြေးညီတင်ပြပေးမှာဖြစ်တယ်။ကျွန်တော်တို့ဘာတစ်ခုမှအထီးကမခံနိုင်လို့ဘာတစ်ခုမှအဆုံးရှုံးမခံနိုင်ဘူး။ကိုယ်တမိုင်းကိုရေးနေကြပါပါ။ဒါဆိုရင်တော့လက်ရှိမှာ TNL နဲ့ပတ်သက်ပြီးတော့ကျွမ်းပြပတွေလက်ရှိထပ်ပေါ်နေတဲ့သတင်းဆိုရင်မကြည့်ဖို့ကိုလည်းကျွန်တော်အတိပေးလို့တယ်ဟုတ်ပြီ ကျွန်တော်တို့ရဲဘော်လူငယ်တွေကို၂ရက်တွင်း၃ရက်တွင်းမှာထွက်ခွာပေးဖို့သူတို့ပြောဆိုနေတာကတကယ်တော့၂ရက်၃ရက်ဆိုတဲ့အချိန်ကလုံလောက်တဲ့အချိန်မဟုတ်ပါဘူးကျွန်တော်တို့အများကြီးပြင်ဆင်ရတယ်ကျွန်တော်တို့ကဒီအချိန်ကတော်လှန်သောအချိန်ပါတိုက်ပွဲတိုင်းရနေရာတိုင်းမှာရှိနေတယ်ပြီးတော့ကျွန်တော်တို့ရဲ့ဘေကင်းတုံချုံရေကျွန်တော်တို့အများကြီးပြင်ဆင်ရတယ်ဒါသူတို့ထွက်ပေါ်နေတဲ့လက်ရှိဇင်းအရာ၂ရက်အတွင်းမှာ ။နောင်ချိုတဲကကျွန်တော် PDF တွေဖတ်ပေးရမယ်ဆိုတော့ဘလို့အခြေအနေမျိုးမှာတို့ဘလောက်ထိတာဝန်ယူပေးနိုင်ပါလဲ။ကျွန်တော်တိုက်ပွဲမြောက်များစွာမြူသိန်းတိုက်ပွဲအများစွာကိုကျွန်တော်တို့ပူပေါင်းတပ်ဖွဲ့ဝင်တွေကျွန်တော်ရဲ့လူငယ်တွေအသက်တွေဘဝတွေခန္ဓာတွေပြီးတော့ကျွန်တော်တို့မိဘပြည်သူတွေရဲ့အိုးအိမ်စီးစိမ်တွေဆုံးရှုံးခံပြီးတော့အရယူတိုက်ခိုက်ခဲ့တာ ကိုလည်းအမှတ်ရဖို့ရည်ကြည်တယ်ဒီတော်လန်ရင်းမှာကျွန်တော်တို့အားလုံးကိုအချိန်ထဲမှာပဲကျွန်တော်တို့အခုလိုမျိုးခြုံငုံသုံးသပ်မြင်တွေ့နေရတာကျွန်တော်တို့အတွက်လွန်စွာတန်ဖိုးရှိပါတယ်အစိုးအနေနဲ့အချို့သောအချိန်တွေဇိုးလေးတွေလည်းကြုံတွေ့ရနိုင်တယ်လို့အကောင်းဘက်ကကြည့်မယ်ဆိုရင်ကျွန်တော်တို့တန်ဖိုးမဖြတ်နိုင်တဲ့အခွင့်အရေးတွေအများကြီးကိုဒီဒီချိန်ထဲမှာရလိုက်တာပါ ဆိုတော့တပ်ဖွဲ့ဝင်တွေရဲ့သဘောထားယက်တီမှုတွေသူတို့ရဲ့ခံယူချက်တွေပြီးတော့သူတို့ရဲ့ရှစ်ဆက်သွားမဲ့အလားအလာတွေကိုလည်းကျွန်တော်တို့အားလုံးတွေ့မြင်နေရတယ်ဟုတ်ပြီဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်နှိုင်းရှင်ဖော်ပြခြင်းစရာကိစ္စတစ်ခုရှိပါတယ်ကျွန်တော်တို့ကိရင်နေမြေတမခွန်အခုလက်ရှိ အကြမ်းဖက်ဆစ်ခွေးတက်ကိစင်သွားတဲ့နေမြေကြီးတစ်ခုအကြောင်း အဲ့ဒီတမခွန်နေမြေအတွင်းမှာရှိတယ်ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအကုန်လုံးရွှေ့ပြောင်းပေးရမယ်ထွက်ခွာပေးရမယ်ဆိုတဲ့တည်င်းကျွန်တော်တပ်ဖွဲ့ဝင်တွေစီကိုရောက်လာပါတယ်အဲ့ဒီမှာကျွန်တော်တို့ရဲ့စီရီယန်တွေအများကြီးရှိတယ်ကျွန်တော်ရဲ့ရဲဘော်လူငယ်တွေအများကြီးရှိတယ်ဆိုတော့နေမြေတစ်ခုမှာ လာပူပေါင်းဝင်းရနေထိုင်နေကြတဲ့အခြေအနေဟာကျောပွေတလုံးနဲ့ရောက်လာကြတယ်ဆိုပေမဲ့ကျွန်တော်ဆက်ဆက်ပြီးတော့ဒီဒေါ်လန်ရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါပူပေါင်းလှုပ်ဆောင်ရမယ့်အလုပ်တွေအတွက်ပြင်ဆင်ရတာတွေအများကြီးရှိဥပမာလည်းနဲ့ထုတ်လုပ်ရေးတွေအတွက်ပြင်ဆင်ရတာရှိပြီးတော့ကျွန်တော်တို့နေရာထိုင်ခင်းစခန်းတွေစောက်ရတာရှိနေရာတိုင်းမှာကျွန်တော်တို့ဒါ ပခတ်လေးတလုံးပေါ့ဗျာစစ်ပခတ်လေးတလုံး ਨੇ နေလို့မရကျွန်တော်တို့ရဲဘော်လူငယ်တွေကနေလို့ရကောင်ရမယ်ဒါပေမဲ့အသက်ကြီးတဲ့ရဲဘော်တွေလည်းရှိတယ်မိသားစုဝင်တွေလည်းပါတယ်အချို့သူတို့ရဲ့မိသားစုဝင်တွေပါဒါတက်တက်တီတက်ရွှေတွေမှာပါလာတက်တာတွေလည်းရှိတယ်ဒါလို့လည်းကျောင်းမိပါတွေကိုသိစီချင်တာပါဟုတ်ပြီတက်မှာခုနေမြေတွင်းထဲမှာရှိတယ်ကျွန်တော်တို့ရဲဘော်တွေထွက်ပေးရမယ်ဆိုတော့ဒီရင်ထွက်လာတဲ့အချိန်မှာဒါစီရီယံမိသားစုတွေလည်းသူတို့လည်း ဖတ်ပေးရတော့မဲ့အခြေအနေတွေရှိလာပါတယ်။ဆိုတော့ကျွန်တော်တို့ဟာ ERO နဲ့ပူးပေါင်းထားတဲ့အတွက် ERO ရဲ့အမိန့်ကိုကျွန်တော်တို့လက်ခံပါတယ်။ကျွန်တော်ထွက်ပေးလိုက်ပါတယ်။ပြီးတော့ကျွန်တော်တို့ကိုရွှေပြောင်းပေးဖို့ကိုလည်းသူတို့ကကူညီပေးခဲ့ပါတယ်။ဒီရွှေပြောင်းနေနဲ့ပတ်သက်ပြီးတော့နင့်နာဆုံးရှုံးစရာရှိလားဆိုရင်တော့ရှိပါတယ်။အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့မိဘပြည်သူတွေရဲ့ဝန်ရံကူညီထောက်ပံ့မှုတွေလည်းကျွန်တော်တို့လုံဆောင်ခဲ့တဲ့ ကျွန်တော်တိဆောက်ခဲ့တဲ့အရာတွေကိုကျွန်တော်တို့ဆုံးရှုံးရပါဒါပေမဲ့တော်လန်ရေးမှာတော့ဘာတစ်ခုမှဒါကျွန်တော်တို့မှန်းဆလို့မရဘူးပေါ့ဗျာကျွန်တော်စကန်တစ်ခုလုံးဒါဆုံးရှုံးခံခဲ့ရတဲ့အခြေအနေအဖြစ်အပျက်တွေလည်းရှိခဲ့ဘူးပါလေအာအခြားသောဒါပြောင်းရွှေ့တွေမှာလည်းထုံလေးတောင်းပါပဲဟုတ်ပြီဒီလိုအခြေအနေကိုကဲနီယူကကောင်းစွာထိန်းချုပ်ပြီးတော့ သူလွတ်ဆောင်နိုင်ခဲ့တယ်။တချိန်ကပြောစမဲ့စကားလေးတွင်ဇာလေးတောင်ဖြစ်ခဲ့ရတယ်။ကျွန်တော်တက်မှာခွန်နေမြေအတွင်းထဲမှာအခုဆိုရင်အကြမ်းဖက်စစ်ခွေးတက်စကန်ကင်းစင်သွားပြီးအဲ့လိုကျွေးကြော်နိုင်ခဲ့ပါလေ။ကျွန်တော်တို့အခါတရံမှာအချို့သောမီဒီယာသတင်းတွေသူတို့တွေမချင်းမချန်ဖော်ပြချက်တွေဟာ ကျွန်တော်မိဘပြည်သူတွေအတွက်တည်တင်ဓာတ်ရှိပေမဲ့အချို့သောစစ်ရေးနိုင်ငံရေးအရာကျွန်တော်တို့တိုင်းသားခေါင်းဆောင်တပ်ဖွဲ့ဝင်တွေဟာလှည့်ပတ်ကစားရတဲ့အခြေအနေကိုလည်းပဲကျွန်တော်ကတင်ပြပေးနေတာပါကျွန်တော်ပြောပြတာကျွန်တော်နိုင်ငံရေးသမားမဟုတ်ဘူးဒီနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ဘလို့ကတော့ဘလို့ဖြစ်နိုင်တယ်ဘယ်အချိန်မှဘာတွေဖြစ်နိုင်တယ်ကျွန်တော်မသိဘူးဒါပေမဲ့ ကျွန်တော်ကနေ့ကအီယာကိုတက်ဖွဲ့ဝင်နေတယ်ပူအောင်ပြီးတော့လေ့ကျင့်ခဲ့တယ်သင်တန်းတွေတက်ခဲ့တယ်အကွက်တွေအထူးထူးဝင်ခဲ့တယ်အထူးထူးစားခဲ့တယ်အထူးထူးနေခဲ့တယ်အထူးအိတ်ခဲ့တဲ့အတွက်ကျွန်တော်တိုင်းသားခေါင်းဆောင်တွေရဲ့အရေးချင်းကိုကျွန်တော်တို့သိဒါကြောင့်ကျွန်တော်ကအခုပြောနေတဲ့တမ္မာခွန်နေမြေအတွင်းထဲမှာရှိတယ်ကျွန်တော်ပြည်သူ့ကော်မတီတက်ဖွဲ့ဝင်တွေထွက်ခွာရမယ်ဆိုတဲ့မိမျိုးကိုကျွန်တော်တို့ရားခဲ့ဘူးတယ်ဒါပေမဲ့အဲ့ဒီအမိန့်ကိုလည်းကျွန်တော်တို့လက်ခံခဲ့တယ် အခုတက်မခွန်နေမိမှာအကျံဖက်စစ်ခွေးတက်ကင်းစင်သွားပြီကဲဘာပြောစရာရှိလဲကျွန်တော်ကတော့ရဲဘော်လူငယ်လူငယ်တွေကိုတင်ပြပါတယ်အချို့သောဒါသူတွေအနေနဲ့တော့ဒီဘော်မှာတော့တင်နေလဲပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ဘယ်သူနေပဲဖြစ်ပေါ့ဗျာတင်းနေချက်ချက်တွေဝေဘန်နာတွေလည်းပြင်းပြင်းထန်ထန်တွေထပ်ပေါ်ကောင်ထပ်ပေါ်လာပါလိမ့်မယ်ကျွန်တော်မိပါတယ်ကျွန်တော်သတင်းနဲ့မှကျွန်တော်မိပါတယ်တိကျင်တဲ့အချက်လေးတွေကိုပဲယူပြီးတော့အချို့အစိတ်တောက်တွေကိုဖယ်ရှားဖို့အရေးကြီးပါတယ် ဆိုတော့ကျွန်တော်စီကရနိုင်တဲ့သတင်းကတော့ကျွန်တော်တို့လူငယ်တွေရဲ့လက်ရှိဖြစ်ပျက်နေတဲ့ဖြစ်ပျက်တွေနဲ့ဖြစ်ပျက်ဖူးခဲ့တဲ့အကြောင်းအရာတွေကိုကျွန်တော်တင်ပြနိုင်တော့ကျွန်တော်တင်ပြသင့်တော့ကျွန်တော်မိဘတွေကိုဒါအခုလိုမျိုးတင်ပြပေးနေတာဖြစ်တယ်ကျွန်တော်တို့ထွက်ခွာခဲ့တဲ့ဒုဗိမဲ့ဒီနေ့ဒီချိန်မှာတော့အကြမ်းဖက်စစ်ခွေးတက်ကင်းစင်အောင်ကျွန်တော်တို့တော်လန်တော့တပ်ဖွဲ့ဝင်တွေနဲ့ KNU တပ်ဖွဲ့ဝင်အသီးသီးနဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့တိုက်ခိုက်သိမ်းပိုက်ခဲ့တာပဲ။ အဲ့တော့အဲ့ဒီအချိန်မီမှာဂျမ်ဖက်စစ်ခွေးတကကောင်းလေးဝင်ရောက်တက်ဆွဲခဲ့တာပဲဝင်လာတာပဲသူတို့မဝင်ရင်တော့မှဒါသူတို့ ਨੇ ဒါပတနာရနေတဲ့အဖွဲတွေပေါ့ဗျာအဲဒီလိုအဖွဲတွေ ਨੇ နေမြရှင်းလင်းရေးပုံစံမျိုးတွေလောက်တာတွေလည်းရှိဒါတွေကကျွန်တော်တို့ကြုံတွေ့ခဲ့ရတာတကယ်အဖြစ်ပြက်နေเนาะကျွန်တော်မြင်ပါတယ်ကျွန်တော်စကမ်းမီအရှုပ်ခံလိုက်ရတယ် ဒါကကျွန်တော်ဆုံးဆုံးသွားတာဒါဒါကိနာအဖြစ်မှန်နေကျွန်တော်တို့မိဘပြည်သူတွေကိုညီခဲ့တဲ့ဒါအထောက်ပံ့နေတဲ့ငွေကြေးအချို့ဆုံးဆုံးခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့အခုပြန်ရလိုက်တာကအကျန်းဖက်စစ်ပိတ်တက်ရဲ့လက်နက်တွေလက်နက်ကြီးတွေ120 123တွေအပါအဝင်အမြောက်အများဒီတော့ပုံပြီးတော့ကျွန်တော်ရလိုက်တာကသူတို့ရဲ့နိုင်လို့စိတ်သူတို့ရဲ့ယုံကြည်မှုတွေအကုန်လုံးကိုကျွန်တော်တို့က ရိုက်ချိုးနိုင်ခဲ့တာသူတို့ကအရှုံးသမားတက်တက်ဆိုတာကိုသူတို့တွေလက်ခံစေခဲ့တာဒါကကျွန်တော်တို့ရဲ့ကြီးမားတဲ့အကျိုးမြတ်ဆိုတော့အခု DNL နဲ့မြေတွင်းမှာရှိတဲ့နောင်ချိုးမှာကျွန်တော်တို့ဒီစကားဝေးတက်ဖွဲ့ဝင်တွေဖယ်ပေးရမယ်ဆိုတဲ့အခြေအနေကိုကြောက်မိပါလေလေးကစောင့်ကြည့်စေခြင်းလေဒါကြောင့်အရန်တွေဒါ ဖိအားမပေးဖို့ pressure မပေးဖို့အရေးကြီးတယ်ကျွန်တော်မိဘပြည်သူတွေအတန်ထွက်ဖို့လိုတဲ့ဆိုရင်ကျွန်တော်အပါဝင်မိဘတွေနဲ့ထပ်တူကျွန်တော်ပြင်းပြင်းထန်ထန်ကျွန်တော်တို့ဒါကန့်ကွက်မှုတွေရှိလာမှာပါကျွန်တော်တို့ရဲဘော်တွေခံစားရတာကျွန်တော်တို့အတိဆုံးပါဒေတာခံတွေခံစားရတာကိုလည်းဒေတာခံတွေပို့ပြီးတော့အတိဆုံးပါ TNL ခံခဲ့ရတဲ့အခြေအနေကိုလည်းပဲ TNLA တပ်ဖွဲ့ဝင်တွေပို့ပြီးတော့အတိဆုံးပါ ဟုတ်ပြီဒီကနေ့မှာညီကုန်းချုပ်စကားပြောချင်တာလေးတခုရှိပါတယ်အဲ့ဒါကတော့ကျွန်တော်ပြည်သူလက်ကလွတ်မြောက်စရာအကြောင်းမရှိတော့တဲ့ဂျမဖက်စစ်ဂွိတ်တက်ဒီအပိုင်းတွေအတွင်းမှာဒါကျွန်တော်တို့ဒါမြန်လမ်းမလမ်းမိုင်းတွေပေါ့အမှန်လမ်းမကြီးပေါ်မှာဂျမ်ဖက်စစ်ခွေးတက်ရဲ့ဒါအရာရှိတွေကိုနေ့စဉ်ကျွန်တော်တို့အရှင်ဖမ်းမိခဲ့တာတွေကိုတက်တည်ပစ္စည်းတွေတကွာတင်ပြခဲ့ပြီးဖြစ်တယ်ဒီနေ့မှာတော့လပိအဆိုင်ကိုထွက်တော့ တပိထွက်တော့တဲ့အကျံဖက်စစ်ခွေးတက်ကနှက်ကောတပိဆိုင်မှာပဲအရှင်းခံလိုက်ရပါတယ်ခွေးဟာခွေးနေရခွေးနေတင်ပါတယ်လူတော့တိုးဖို့စ조사ရှင်တော့အခုလိုမျိုးခွေးတေဝတ်တီရုပ်ပြက်စင်းပြက်ပြေဆုံးရမှာဖြစ်တယ်ဒီနေ့မနက်9နာရီမှာမော်ဘီဇာဖျားမှာတဆွဲထားတဲ့အကျံဖက်စစ်ခွေးတက်ဖွဲ့ဝင်တွေအချို့ ကျွန်တော်အဲ့ဒီဖះကလပိဆိုင်မှာထိုင်ပြီးတော့လပိတောက်နေတဲ့အချိန်မှာပဲကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်ဒုငယ်တွေကဝင်ရောက်ပြက်ခတ်ရှင်းလင်းခဲ့တာဖြစ်ပါတယ်တပ်ဖွဲ့ဝင်နှစ်ဦးလုံးပွဲချင်းပြီးတေအဲ့ဒီဖះကအနီးမှာတဆွဲထားတဲ့အကြောင်းဖက်စစ်ခွေးတက်စကြောင်းအင်အား600ဝန်းကျင်လောက်ရှိတယ်လို့လည်းကျွန်တော်တို့ခဏခုသတင်းတွေရကြားသိထားပါတယ်အဲ့ဒီစစ်ကြောင်းဟာကျွန်တော်တို့ဒါဖားကန့်ကိုဝင်လာတဲ့ သတင်းတွေမှာလဲဝင်လာတဲ့အချိန်မှာလဲကျွန်တော်တို့ပြည်သူစကုံးဦးကို လမ်းမှာပဲတွေ့တဲ့ဒူတိုင်းကိုတက်ဖြတ်ပြင်းပန်းခဲ့တယ်ဆိုတာကိုလဲကျွန်တော်တို့သတင်းအချင်းမြစ်တွေမှာတွေ့ရမှာဖြစ်ပါတယ်။ဒါဆိုရင်တော့အဲ့ဒီဝင်းကြီးကိုရောက်လာတဲ့အဲ့ဒီအင်အား600ပါချမ်းဖက်စစ်ခွေးတက်စစ်ကြောင်းဟာကျွန်တော်ပြည်သူလူလူရဲ့လက်ထဲမှာရောက်နေပြီဆိုတာကိုကျွန်တော်က message ပေးချင်တယ် မင်းတို့ကအင်အားရှိတယ်မင်းတို့ကလက်နက်ရှိတယ်မှန်တယ်မင်းတို့အခုမသေးသေးဘူးဒါပေမဲ့အချိန်သေးမှာပဲမနှက်ပြန်လာတပတ်ခါလာဘာကြောင့်လဲမင်းတို့ကိုကျွန်တော်တို့ပြည်သူကဝိုင်းထားပြီအခုနှက်ကောင်ထွက်တယ်မနေနိုင်လို့လက်ဖက်ရည်တောက်တယ်လက်ဖက်ရည်ဆိုင်မှာပဲရှင်းလိုက်တယ်ရှင်းပြီပြည်သူမုန်းရင်ဖြည့်စည်းမရှိဘူးဒါဟာအမှန်တရားပါ ကျွန်တော်နိုင်ငံမှာရှိရှိသမျှတော့တိုင်းရင်းသားတစ်ဖွဲ့ဝင်တွေအားလုံးဟာကျွန်တော်ပြည်သူလူထုမရှိရင်ကျွန်တော်ပြည်သူလူထုထောက်ခံမှုမရရင်ဘယ်အဖွဲ့စည်းမှယက်တီလို့မရဘူးဆိုတော့ကျွန်တော်ရဲ့အားလုံးလက်ရှိစစ်ရှုံးနေတဲ့အာနာယူအုပ်စုဟာကလင်ကကြည့်ညံညံနဲ့အလွန်အင်တန်များခဲ့တယ်ဆိုတာတမိုင်းတွေမှာကျွန်တော်တွေ့မြင်ခဲ့ပြီးဖြစ်ပါတယ် တရုတ်ဟာလည်းသူရဲ့အကျိုးစီးပွားရဖို့ဆိုရင်ဘာပဲဖြစ်ဖြစ်လုပ်တယ်ဆိုတာကိုလည်းကျွန်တော်အားလုံးသိရှိပြီးသားပါ DNL MNGA တရုတ်နဲ့မကင်းရမကင်းကြောင်းအခြေအနေတွေကိုလည်းကျွန်တော်တို့အားလုံးကသိရှိပြီးသားပါဒါကြောင့်ကျွန်တော်အားလုံးမှာဖြည့်ကြည့်တယ်အဖြည့်အားလုံးကလည်းကျွန်တော်ပြည်သူမိဘလူထုလက်ထဲမှာသာလည်းရှိပါကြောင်းကိုတင်ပြရင်းနဲ့ဒီနေ့ဗီဒီယိုကိုအဆုံးသတ်ပါစီနောက်လာတဲ့ဗီဒီယိုတွေကိုဒီဆက်ဖို့ကောင်းအောင်ကျွန်တော်ချူစာပြပါမယ် လနဘေးစီမီကပိချောင်းနဲ့ကျောင်းနိုင်ငံအတွင်းမှာရှိတဲ့မိဘတအူးချင်းစံပြီးရတဲ့ကင်းရှင်းပါတဲ့ကြောင့်လေးလေးနက်နက်စတောင်းရင်းနဲ့ကျွန်တော်ရေဝါရှင်းလိုက်ပါ